ရုပ်ရှင်မင်းသားလောင်းနဲ့မတွဲဘဲနဲ့ကြီးကြီးတဲ့ချမ်းသာတဲ့တထေးကြီးတယောက်နဲ့ချစ်သူတွေဖြစ်နေတဲ့ရွှေရွံမြန်မာနိုင်ငံကမင်းသမီးများစုဟာကျဲဝချမ်းသာတဲ့တထေးကြီးတွေနဲ့အသီးသီးလက်ထက်သွားကြပြီးအထဲမှာတော့ကလေးတယောက်ဆောင်ရွှေရွံလေးပါဝင်ပါရီမြန်မာဇာကားတွေမှာသပင်ရှိရှိလေးနဲ့တယောက်ဆောင်ခဲ့တဲ့ရွှေရွံဟာကရမီရထားတဲ့မင်းသမီးတယောက်ဖြစ်ပေမဲ့လေအခုချိန်မှာတော့ဇာကားတွေမရဖြစ်တော့ပါဘူးသူနောက်မှာပေါ်ပေါက်လာတဲ့မင်းသမီးတွေတားမှာအရန်နမယ်ကြီးနေချိန်မှာရွှေရွံကတော့လူများရှိကိုထွက်မလာခဲ့တာတော့ကြာသွားပါပြီ ရွှေရှင်ဟာအခုချိန်မှာအသက်25နှစ်ရွယ်ရှိပြီဖြစ်ပြီးတော့အချင်းရင်းကြောင့်မလို့အောင်မြင်မှုတွေရပ်တန့်သွားခဲ့ရပါတယ်။စီတူဝင်းအောင်မြင်ခန်းတို့နဲ့တူရိုက်ကူးခဲ့တဲ့အစီအစဉ်တစ်ခုမှာရွှေရှင်ဟာရည်စားရှိတဲ့စီတူဝင်းရဲ့တည်င်းတွေထွက်လာခဲ့ပါတယ်။စီတူဝင်းရဲ့ရည်စားကရွှေရှင်ရဲ့နောက်ကွယ်ကအစ်စ်တွေကိုအကုန်လုံးပေါ်ထုတ်လိုက်တယ်လို့တငယ်ချင်းချင်းချင်းတင်းပြောတတ်တဲ့စိတ်တကြောင်သူ့ရဲ့အောင်မြင်မှုတွေဟာလျှော့သွားခဲ့ပါတယ်။ရွှေတူတယောက်ဆောင်တွေကနမေကြီးနေချိန်မှာရွှေရှင်ကတော့ရုပ်ရှင်တွေလည်းမရရတော့တယ်လို့ တချင်းဆိုတဲ့အချိန်မှလည်းအတန်ကြောင့်ဆိုတော့မလုပ်ဖြစ်ခဲ့ပါဘူး။ရွရွဟာဒီလိုကိစ္စတွေကြောင့်အမှုပညာလောကတွေကနေပြက်ကွယ်သွားခဲ့ပြီးစီတူဝင်းကတော့အမှုပညာလို့တွေပြန်လုံနေပါပြီ။ရွရွကိုစီတူဝင်းနဲ့တွဲနေရလို့ထင်ကြပေမဲ့လည်းတကယ်တော့ရွရွရဲ့ချစ်သူကအယမ်းချမ်းသာတဲ့တတိကြီးတယောက်ဖြစ်နေပါတယ်။ရွရွဟာသူ့ရဲ့ချစ်သူနဲ့ပွဲတွေအတူတူတက်ရောက်လေးရှိပြီးမကြသေးတဲ့ရက်ကပွဲတစ်ခုမှလည်းရွရွဟာချစ်သူကောင်းလေးနဲ့တူပွဲတက်ခဲ့ပါတယ်။ရရှင်ပေါ်မှာယူဆိုင်ဟန်ရှိပေမဲ့လူများမြင်ခွေးမှတင်ခါဖက်လိုက်တာကြောင့်ပြောစရာဖြစ်သွားခဲ့တာပါ ရင်းရဲ့ခါကိုဖလိုက်ပေးမယ်လေခါနေရမဟုတ်ဘဲခါဟုတ်ကနေရဖြစ်တဲ့အတွက်လရဲစရဲနိုင်တဲ့အမျိုးသားဆိုပြီးတော့မှတ်ချက်တွေပေးနေကြပါရည်ရွရွံကလူသားဖြစ်လို့မှားချက်ပြီးအမားကနေပြန်လေပြင်စစ်သူဖြစ်ပရိသတ်တွေကနားလေပေးကြပါရည်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုမေးလိုက်ပြီးနောက်ရွရွံဟာချစ်သူတစ်ကိုလူသိရှင်ချာတွဲနေတာဖြစ်ပါရည်ရွရွံလိုအမြင်နဲ့မိသမီတယောက်ရဲ့ချစ်သူကဘလို့လူမျိုးဖြစ်မလဲဆိုတာသိကြနေကြပါရည်ရွရွံရဲ့ချစ်သူကအစိုးရတယောက်ဖြစ်ပြီးမိမာတွေကတော့ရွှေဆိုင်ဖွင့်လှစ်ထားတာပါ ဆိုတော့တက်စင်ဆိုပြီးတော့လူတီများသူတယောက်ဖြစ်ကမနှောရဲ့တချင်းတွေမှလည်းပါဝင်ခဲ့ပူပါရီရွှေဆိုင်လုပ်ငန်းကြီးတဲ့ချမ်းသာတဲ့တတိတယောက်ဖြစ်ပြီးရွှေရွှင်ရမွေးနေမှလည်းတက်ရောက်လာခဲ့ပါရီငွေကြီးချမ်းသာကျဲဝါရီအမျိုးသားကိုရွှေရွှင်ကရွေးချယ်သွားခဲ့ပြီးအမှုပညာတိုင်ဝိုင်းမှာတော့လူတီရှင်ကြားသွားလာနေပြီဖြစ်ပါရီရွှေရွှင်ကစီတူဝင်းလိုမင်းသားတက်ရောက်ကိုတော့မှအထင်မကြီးပဲနဲ့ရွှေဆိုင်ပန်းရှင်ကိုပဲရွေးချယ်သွားတယ်လို့ထင်ကြပါရီတကယ်တော့ရွှေရွှင်နဲ့စီတူဝင်းတို့ကပြည်ထနာတွေတက်တဲ့ချိန်ကလေးကပြတ်သွားခဲ့ပါရီ သူ့ရဲ့ဒိတ်တွေကိုနားလည်ပေးနိုင်တဲ့အမျိုးသားတစ်ယောက်ဖြစ်တာကြောင့်ယူယွန်းကလည်းတန့်စင်ရဲ့သချင်းတစ်ပုဒ်မှလည်းတယောက်ဆောင်ပေးထားပါသေးတယ်။ယူယွန်းကကလေးတယောက်ဆောင်ဖြစ်ခဲ့ဘူးလို့ပရိသတ်တွေရဲ့မြင်မှာသူ့ကိုကလေးလေးလို့ထင်ရပေမဲ့လေတကယ်တမ်းတော့ယူယွန်းဟာအရွယ်ရောက်ပြီးဖြစ်နေပြီးသူ့ရဲ့ချစ်သူကိုပါမိဆွေတွေနဲ့မိဆက်ပေးထားပြီးသားဖြစ်ပါရင်အတိတ်မှာဝေဖန်မှုတွေရှိခဲ့ပေမဲ့လေသူ့ဘာမှမေတ္တာထားနိုင်တဲ့ သူဖြစ်တာကြောင့်မလို့ပြိတက်တွေကသဘောတူနေကြပါရဲ့ကြီးတဲ့ချမ်းသာရင်ရွှေဆိုင်ပန်းရှင်ဆိုတော့နေရွရွဟာတကယ်ရောလိုက်ဖက်ရလားဆိုတာပြိတက်ရဲ့အမြင်လေးကိုလည်းပြောသားပေးခဲ့ပါအောင်ရှင်ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာအကောင်းတဲ့ဆယ်လီနေနည်းပညာရှင်တွေရဲ့ဒိဋ္ဌိနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်